တူရကီနိုင်ငံသား၏ဝင်ကြီးဟာမြန်မာနိုင်ငံကိုအစ္စလာမ်မြန်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အလှည့်ချဥက္ကဋ္ဌအနေနဲ့ရောတူရကီနိုင်ငံသား၏ဝင်ကြီးအနေနဲ့ပါလာရောက်ခဲ့တာဖြစ်ပါတယ်။မနေ့ကညနေ9နာရီကျော်လောက်မှာရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီးအောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့မွတ်စလင်ရမျက်ရဖတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ တူရကီနိုင်ငံအနေနဲ့ရခိုင်ပြည်နယ်အတွင်းကမွတ်စလင်တွေကိုနိုင်ငံသားဖြစ်ခွင့်ရရှိရေးအတွက်မြမအစိုးရနဲ့ဆွေးနွေးခဲ့ပြီးနိုင်ငံသားဖြစ်လာဖို့ကိုလည်းမျှော်လင့်ကြောင်းတူရကီနိုင်ငံသားရေးဝန်ကြီးကစကားပြန်ကနေတဆင့်မွတ်စလင်ရမရဖတွေကိုပြောပါရယ်။ဒါပြင်ရခိုင်ပြည်နယ်အတွင်းမှာမွတ်စလင်တွေနဲ့ဗုဒ္ဓဘာသာအတိုင်အဝန်နှစ်ခုတဟဇာတာဖြစ်ပြီးအတူတကွနေထိုင်နိုင်ရေးတွေမှာလည်းအကူအညီပေးသွားမယ်လို့တူရကီနိုင်ငံသားရေးဝန်ကြီးကပြောပါရယ်။ for the for the uh, Muslim brothers and sisters and also for Buddhists and we, we believe that you will be uh, live together in harmony and coexistence. တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခီးစင်မှာရခိုင်ပြည်နယ်အတွင်းကမွတ်စလင်တွေနိုင်ငံသားဖြစ်ခွင့်ရရှိရေးဆွေးနွေးခဲ့တဲ့ကိစ္စအပေါ်ကောင်းကျိုးရလဒ်တွေထွက်ပေါ်လာဖို့ကိုမျှော်လင့်နေကြကြောင်းလဲမွတ်စလင်ရမီးယဖားတွေဘက်ကတင်ပြခဲ့ပါဗျာကျွန်တော်တို့ ့ရတနာရတဲ့အခွန်အရေးကိုလေနိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်များအားပေါင်းဆောင်နေတယ်ပေါ့ကျွန်တော်တို့ဒေသခံတွေနဲ့ဆွေးနွေးညီနိုင်ပြီးတော့အပေါင်းအဆုံးဖိတ်ဖိတ်လာဖို့တော့ပြန်ဖို့ကိုယူဖို့ဆိုလို့မိတ္တရခင်ဗျာအောင်မင်္ဂလာရက်ကွက်ဟာရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနောက်ပိုင်းစစ်တွေမြို့မှာတခုတည်းကျန်ရှိနေခဲ့တဲ့မွတ်စလင်ရက်ကွက်တစ်ခုဖြစ်ပါတယ်။ ရုပ်ကန်နေသူတွေဟာဒုက္ခသည်တွေမဟုတ်ကြပေမဲ့နှစ်ဖက်လူအဖွဲ့အစည်းတွေကြောင့်အခြေအနေတွေတင်းမာနေမှုတွေကြောင့်ရက်ွက်အပြင်ဘက်ကိုလွတ်လပ်စွာသွားလာခွင့်မရကြဘဲစားဝတ်နေရေးအတွက်ခက်ခဲတွေရှိနေကြတာပါနိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကအောင်မင်္ဂလာရက်ွက်မှာရှိတဲ့မွတ်စလင်တွေကိုအကူအညီပေးတာမရှိခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်လောက်ကစပြီးအောင်မင်္ဂလာရက်ွက်မှာနေထိုင်သူတွေကိုတူရကီနိုင်ငံကစားနေရေးခအကူအညီတွေပေးခဲ့တာလို့သိရပါတယ်တူရကီနိုင်ငံသားရေးဝင်ကြီးရဲ့မနေ့ကစစ်တွေခီးစင်းမှာ အောင်မင်္ဂလာရက်ကွက်အတွက်စံအိတ်1000နဲ့စာသုံးစီပိတ်တာ900ကိုလူရန်ခဲ့သလိုရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက်လည်းစံအိတ်900နဲ့စာသုံးစီပိတ်တာ1000ကိုလူရန်ခဲ့ပါတယ်ရှင်။